ရွှေမကြိုက်တဲ့ဖျားကိုခမားတို့ကရွှေလူကြတယ်တဲ့ငွေမကြိုက်တဲ့ဖျားကိုခမားတို့ငွေလူကြတယ်ခမားတို့လူတဲ့ရွှေတွေငွေတွေနဲ့အဲ့ဒီရှစ်အနာရှင်တွေကကြီးပွားပြီးတော့အဲ့ဓာတွေနဲ့ရရှာမှာလေရင်တွေဝယ်တယ်လက်နက်တွေဝယ်တယ်ခမားတို့ကိုပြန်ပြီးတတ်နေတာပေါ့ပြန်တတ်နေတယ်ပြန်တတ်နေတယ်အဲ့ဆွေများအားလုံးတော်လန်တော်နေတဲ့ပါသမိဇ္ဇယဓမ္မတာကိစ္စာအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဘာသာရေးချင်းများနဲ့ရိနေသန့်အတွေ့အခေါ်များဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးလာခဲ့ရမှာဒီတစ်ပတ်မှာ အပိုင်း၄ကိုရောက်ရှိလာပြီဖြစ်ပါတယ်ဆရာတော်မင်းတို့ညဗုဒ္ဓတက္ကသိုလ်ကဗျာဆရာစာရေးဆရာအရီတာမောင်စိုးချိန်နဲ့ကဗျာဆရာစာရေးဆရာအရီတာမောင်လွမ်းနေတို့ကအခုလိုဆွေးနွေးထားကြတာပဲဖြစ်ပါတယ်အာတော့ကမင်းလိုများအလိုက်မင်ပေါ့လေအလင်းအောင်ရသွားပြီတော့ဟာငါတော့မှားပြီဆိုတော့ဖယားထူရတဲ့ကြောင်းဆောက်တာများဖြစ်သွားလေသလားပေါ့အဲ့ဒီပြီတော့နည်းနည်းလေးကျွန်တော်ဒီခုနပြောခဲ့တဲ့ဖရဲတဲ့ချင်းចောင်းဆောက်ချင်းနေပေါ့เนาะမှန်ပါ အဲ့တော့ဦးရှိအောင်ရေးတဲ့စာအုပ်ရှိတယ်ဗျထေရဝါဒအုံမြင့်ဆိုတာအော်မှန်ပါဗျာတော့ဗာပြောလေရေးဆိုတော့ဆရာကြီးဦးရှိအောင်ဟုတ်ကဲ့ဆရာကြီးဦးရှိအောင်စာအုပ်တွေကဒါဦးဇင်းတို့ကဆရာကြီးရဲ့စာအုပ်တွေနဲ့ကြီးပြင်းရတာပဲလေအမှန်တမ်းမှလည်းကြိုက်တယ်လေဆရာကြီးရေးတာတွေတွေးခေါ်တာတွေပြောပြတာတွေအဲ့မဲ့ तू ကဗာပြောလေရေးဆိုတော့အဲဗုဒ္ဓရဲ့နော်ဒီအုံမြင့်ဟာဖရားတွေအုတ်တွေဘီလက်မြေတွေဒါတွေမဟုတ်ဘူးတဲ့ အခြေခံဖြစ်တယ်ကိုနေကပြောခဲ့တဲ့မှန်ပါနှလုံးသားထဲမှာကိုချင်းတိတ်ခါတယ်သစ္စာဓမ္မတွေငါဦးဇင်းတို့အခုလက်တွေ့ကြည့်ရမယ် body backy ရတရားတွေမင်္ဂလာတရားတွေမေတ္တာတရားတွေငါဦးဇင်းတို့ပြမစိုးတရားရေးဆိုမေတ္တာကရုဏာမုဒိတာဥပိ္ပခာတွေဆိုတဲ့ပြမစိုးတရားတွေဒါတွေကမှတကယ်အုံမြင့်အစ်စ်တွေတဲ့အဲ့ဒါတွေမခိုင်ခန့်ရင်အလုံးပြိုကြမှာပဲဒီနေ့မြန်မာနိုင်ငံမှာပြိုကြနေတာဒါပဲအခြေခံတိဆောက်ရမယ်နှလုံးသားမှာတိဆောက်ရမယ်အရာတွေကိုမတိဆောက်ဘဲနဲ့မမ ဗုဒ္ဓလမ်းစဉ်မဟုတ်တဲ့အပြင်အကာတွေနဲ့ဖျားတယ်ပြကြောင်းဆောက်ပြတာကိုတာဒနာပြုလို့ထင်လာတော့ခုနကတော့ဦးစဉ် post တင်လိုက်ပါသေးတယ်မှန်ပါဗျာဘာပေါ်မှာနော်ခုနပြီးကြတဲ့ရက်တော်မူအမြင်ဆုံးဖျားတွေအပေါ်ဆုံးဟွန်းလျောင်းတော်မူဟွန်းအပေါ်ဆုံးနော်ထိုင်းတော်မူကပ္ပအကြီးဆုံးရုပ်သားတော်တွေအပေါ်ဆုံးအပေါ်ဆုံးနော်ခုနပြီးတဲ့ဗောဓိတရောင်ကန့်ခေါ်တရောင်ဘာတရောင်ညာတရောင်နေနဲ့ဖျားတွေတည်ပြီးဖျားတွေကိုပြစ်ထားပြီးတော့ဆုံးငတ်ရေငတ်နော်ခွေးရက်တက်ကြီးပါ အတွဲတွေနဲ့မုံဒုက္ခတွေနဲ့ပတ်စံတွေပြုံးတိနေတာလေဟုတ်တယ်မလားအဲ့လိုလူတွေဘာဖြစ်လာလဲဟိုကြိုက်တီဟိုကြိုက်တီဟိုဖယဲလဲသွားကြတယ်ရွှေတကုံရွှေတကုံဖယဲလဲသွားကြတယ်အဲ့ဒီမှာလည်းပြန်ပြောမယ်ရေဆိုရင်းနေအများကြီးပဲဟုတ်တယ်မလားအဲ့ဒါတွေနဲ့ဦးစင်းတို့ကဘာဖြစ်ကြလဲဦးစင်းတို့လူမျိုးတွေကအဲ့မှာပတ်စံတွေကိုပုံဩပြီးတော့လူရတယ်မြောက်ရီမင်းကြီးဆရာတော်ကြီးရှေ့တုန်းကပြောခဲ့တယ်မှန်ပါဖယဲကသူ့ကိုရွှေလူပါလို့ဘယ်နှခါပြောခဲ့လဲတဲ့ဟွန်းရွှေမကြိုက်တဲ့ဖယဲကိုခမည်းတော်ကရွှေလူကြတယ်တဲ့ ငွေမကြိုက်တယ်ဖះကိုခမရတို့ငွေလူကြတယ်ခမရတို့လူတဲ့ရွှေတွေငွေတွေနဲ့အဲ့ဒီရှစ်အနာရှင်တွေကကြီးပွားပြီးတော့အဲ့ဓာတွေနဲ့ရရှာမှာလေရင်တွေဝဲတယ်လက်နက်တွေဝဲတယ်ခမရတို့ကိုပြန်ပြီးတတ်နေတာပေါ့ပြန်တတ်နေတယ်ပြန်တတ်နေတယ်နော်အဲ့ဒါလူစင်းတို့ကစဉ်းစားတယ်မကောင်းဘူးလားအာသိကောင်းတာပေါ့ဖြစ်နော်အဲ့တော့ဟွန်းအနာရှင်တွေကကောင်းကောင်းသိနေပြီဟွန်းလူတက်ချင်တိုင်းတက်ပြီးတာနဲ့ပဲဖះလေးတယ်ပြရင်ဖះတကာဖြစ်တယ်ကြောင်းတကာဖြစ်တယ်ဟေ့ဆိုတော့သူတို့ခေါရိုးကျိုးနေပြီဒါကြောင့်မလို့နေဝင်ရလဲပဲ ခုနကပြောလေအာနာကိုခိုးတယ်တန်ပြေတယံဇာတာများမှန်တယ်များကိုအာနာနဲ့ဂုတ်သေးစုပ်အမြတ်ထုတ်တယ်မရိကျင်းနဲ့ရက်ဆက်တယ်တက်ဖြတ်တယ်တူတက်မတော်ဟာမြင်တဲ့အတိုင်းပဲဗျာတိုင်းလူပြည်သားများရဲ့ကာကွယ်စောင့်ရှောက်ခြင်းမလုပ်ခဲ့လို့တိုင်းပြည်ရဲ့ပုံရံလူဖြစ်နေတာကြားလာပြီသူတို့တက်ခဲ့လို့ဦးဇင်းတို့ပြည်သူတွေရန်ရှင်လူကြောင်းသားပြည်သူတွေထောင်ထဲမှာသိခဲ့ရတာအပြင်မှာခုနကပြောခဲ့တဲ့အသက်ခံခဲ့ရတာမှန်ပါ နွားကနပြခဲ့တဲ့ဦးစင်းတို့ကိုယ်နိုင်ငံတွေနဲ့မနေနိုင်လို့မှန်ပါနိုင်ငံเจ้าကိုအုံနောက်ယူစီထားတဲ့ brain drain ဖြစ်တာတွေ brain drain နေအများကြီးပေါ့အများကြီးတွေ့ချင်းတော့ကြောက်စရာကောင်းတယ်ဟွန်းဦးစင်းတို့လူသားအေးမြစ်တွေအကုန်လုံးဆုံးဆုံးကုန်တာနှမျိုးစရာတိတ်ကောင်းတာပဲအဲ့တော့ကိုယ်နဲ့ပြခဲ့တယ်မယောင်ရစီလူဗုဒ္ဓရဲ့အဆုံးအမကိုကြတော့အခြေခံနှလုံးသားထဲမှာ မတည်ပဲနဲ့လူတက်လိုက်ဖျားတည်ပြလိုက်လူတက်လိုက်ဖျားတည်ပြလိုက်ဖျားတကလှုပ်လိုက်ကြောင်းတကလှုပ်လိုက်နဲ့ဦးစင်းတို့ဖုန်ကြီးတွေကလည်းလက်မခံတဲ့အရာတွေကိုရဲရင်မပယ်ရဲကြတော့ သူတို့ယင်ထဲမှာမှားနေတဲ့အမူရင့်တွေကိုစတော့မလုပ်တော့ဘူးမစွန့်လွတ်တော့ဘူးမှန်ပါဗျာအဓိကတော့ခွန်းနဲ့ပြုခဲ့တဲ့မှားတာတွေကိုစွန့်လွတ်ပြီးတော့မှန်တီတဲ့မှန်အောင်အမှန်လမ်းကိုရှောက်ရမှာတစ္ဆာဓမ္မလမ်းညောင်းကိုရှောက်ရမှာအဲ့တော့ဒီနေရာမှာဦးစင်းတာရကလေးတခုပြောခြင်းတယ်မှန်ပါအမေးရှိပါဗျာဘာပြောခြင်းတာလဲဆိုတော့ဗုဒ္ဓလက်ထက်မှာနော်တမဝတိမိဖုရားတို့ရဲ့တမိုင်းပြန်ကြည့်တမဗရာတွေမှာနော်မှန်ပါပြောထားတာအထင်ရှားရှိတာပဲခုံးစုပ်တရာအမျိုးသမီးကတမဝတိမိဖုရားရဲ့ ပန်းအဝယ်တော့ကျွံပဲနေ့စဉ်နဲ့မြတ် तू ကပန်းတွေဝယ်ရတယ်ဒါပေမဲ့မိဖုရားပေးလိုက်တဲ့ပန်းဘူးတွေကနေ तू ကတဝက်တော့ခိုးထားတယ်မမတဝက်ကိုပန်းဝယ်ပေးတယ်တဝက်ကို तू ခိုးထားတယ်မမတနေ့ကျတော့ तू ကမြတ်စွာဘုရားရဲ့တရားကို तू ကိုယ်တိုင်နားလဲရတယ်နားလဲရတဲ့အခါမှာ तू ကခုနပြီးကြတဲ့ဒါအမှန်ပဲဒါအမှားပဲဒါဓမ္မပဲဒါအာရမပဲ तू သိပါတယ်တနည်းအားဖြင့်ပြောရင် तू ယင်နေမှာတစ္ဆာဓမ္မထွန်းလင်းသွားပြီဦးဇင်းတို့ခုနပြီးကြတဲ့ မဟုတ်တဲ့တက်ကြရဒိဋ္ဌိတွေဆက်ကင်မထားတော့ဘူးငါအချိန်နဲ့မြတ်စက္ကန့်နဲ့မြတ်သိနိုင်တာပဲမသိခင်မှာလူရဲ့တန်ဖိုးကကိုချင်းတိတ်ခါပဲမှန်ပါဒါကငါမသိလို့ငါခိုးနေမိတာပဲခိုးနေခြင်းတကယ်တမ်းကျတော့ကောင်းတဲ့ကိစ္စမှမဟုတ်တာမှန်ပါအဲ့တော့ तू ကဘာလုပ်လိုက်လဲတစ္ဆာဓမ္မကိုတကယ်သိသွားတဲ့ခါကျတော့ तू ကကိုနာပြောတဲ့ဟာကို stop လုပ်လိုက်တယ်ငါမခိုးတော့ဘူးဒီနေ့ငါအပြည့်အဝဝယ်သွားမယ်အပြည့်အဝဝယ်သွားရင်မိဖုရားမေးမှာလေမှန်ပါအရင်တော့ကတော့ပန်းကဒီလောက်ပဲရတယ်အခုကျတော့ဘာလို့ပန်းကြီးများလာလဲ မမညာလာတယ်ဟေ့ဆို तू ခိုးတယ်ကြောင်း तू ကပြောရတော့မှာဘယင်းမိဖုရားရဲ့ဥစ္စာကိုအလွဲသုံးသားလုပ်တာဟေ့ဆိုတော့တဦးဆက်မိန်အာနာရှင်ခစ်လေအသက်ခံရမှာမမဗျာဒါမြင့်တက်ချင်တက်ပလိစီတော့ငါကိုရင်တိတ်ခါဆက်မပြတ်ဘူးอืมอืมอืมဘယင်းမသိလို့ဖုရားရဲ့တရားကိုနားမလဲလို့ငါဟာပျက်စီးခဲ့တာအခုဖုရားတရားကိုသိသွားပြီဖုရားတရားကိုသိခြင်းကအာရမကိုဆွန့်လွတ်နိုင်ခြင်းပဲမမဒါကဥစဉ်တို့နိုင်ငံတဘောပေါက်ဖို့လိုတယ်မမအဲ့တော့ तू ကကိုနေပြောတယ် stop လုပ်ပြီးတော့ နော်ကုဏ္ဏဗေဒပန်းဒီအပြည့်အဝဝယ်ထားတဲ့ခါမှာတာမဝရီမိဖုရားမေးတယ်ဟုတ်တယ်အခုတရားနာခဲ့ရတယ်ဒါကြောင့်မလို့အရင်ခိုးတဲ့အလုပ်ကိုမလုပ်တော့ပါဘူးဒီအတွက်အပြည့်ပေးမယ်ဆိုရင်တက်ပါအသိခံရတယ်ဟုတ်ကစဉ်းစားပြီလေမမအသက်ထက်ကောင်းတဲ့ဓမ္မဟာပါလေဟင်းအာဓမ္မဟုတ်တော့မလားလာပြီအနှစ်သာနမဆိုရင်စဉ်းစားကြည့်လေခုစင်းတို့အသက်ဆိုတာလူတိုင်းနှစ်ပြောတဲ့အရာတွေ့တာလားတွေ့တာလားမမောတာပေါ့မမောတဲ့အရာအခုဒါ ဓမ္မကိုမြင်သွားတဲ့သိသွားတဲ့ခါကျတော့မမအမားကိုစွန့်လို့ရဲသွားပြီ။ဒီအမားအတွက်တက်မာလာအသေးခံရဲသွားပြီ။ဒါကြောင့်မလို့သူကအဲ့ဒီဟာကိုခုနပြခဲ့တဲ့အသက်ကိုစွန့်လို့ရဲတဲ့ကိုချင်းတိခါကိုအသက်ထက်တန်မိုးထားသွားတယ်။ဆုတ်တဲတိလို့အဲအဲ့ဒါကြောင့်မလို့သူရဲ့လမ်းဟာခုနပြခဲ့တဲ့အရင်ကမိဖုရားရဲ့အဝယ်တော်ကျွံဘဝကနေပြီးတော့ဩဒီလောက်တော့ကောင်းတဲ့ဓမ္မဟာသူနှလုံးသားထဲမှာရှိနေလို့သူတက်သိရှိတာပဲ။မမမမ။ဒါကြောင့်မလို့အဲ့တရားဟောပြပေးပါဆိုပြီးတော့ သူကမိဖုရားတွေရဲ့ဆရာဖြစ်သွားတယ်သစ္စာတရားမှာခွန်အားရှိရဆိုတာခွန်အားရှိတယ်ခုနပြောတဲ့ကျုံဘွားကနေချက်ချင်းညင်မာတဲ့ဆရာဘွားကိုချက်ချင်းပြောင်းသွားတာဓမ္မပဲမင်းဆရာဘွားနော်အခုကျတော့ဥစဉ်တော့စဉ်းစားကြည့်ယူထားတဲ့ယာတုကကျုံယာတုမဟုတ်ဘူးနော်တိတကူတို့ဆေကိနာတို့ယူထားတဲ့ယာတုကကျုံယာတုမဟုတ်ဘူးသစ္စာဓမ္မအမှန်တရားကိုအသက်နဲ့လဲပြီးပြောရခေါ်ရမယ်နေရမင်းဟိုကကျုံရတော့မှပဲသစ္စာဓမ္မကိုအသက်နဲ့လဲပြီးဟောရဲတယ်ဟောသေးတယ် ူတို့ကမင်းစီရလှုပ်ထားပြီးတော့အသက်ကိုမစွန်ရဲဘူးကိုချင်းတိတ်ခါစွန်ရဲတယ်တက္ကရာဒိတ်တိကိုကြည့်ထွားမွေးမြူဒါကတို့မွေးမြူပြီးတော့ခုနကပြောခဲ့တဲ့ကိုချင်းတိတ်ခါတွေပြက်ပြားနေကြတာအဲ့တော့ကိုပဲဦးစင်းတို့နိုင်ငံမှာဖုန်ကြီးဆိုပြီးတော့ကိုယ်ဝင်နေကြတော့ဦးစင်းတို့ဘာဓမ္မထုံးကားမှာတော့မှန်ပါမှန်ပါပြောချင်တာကြီးအဲ့ဒီတစ္ဆာဓမ္မတွေပြက်ကြလို့ပဲလူတိုင်းကတက်ချင်တက်ပလိစီနော်ဘာဖြစ်လဲငါတို့ဒီတစ္ဆာဓမ္မပဲဟောမယ်ကြောင်းမလူရင်နေရတယ်ဘာမင်းမင်းတက်မှလားကြိုက်တာလို့ ဒါဥစဉ်တို့လည်းပဲ98တရားနေပြီးတော့ယနေ့တည်းဒီတိစ္ဆာဓမ္မတွေကိုဟောတာပဲမှန်ပါဗျာနော်ဖမ်းမှလားဖမ်းတတ်မှလားတတ်ဒီတရားကဒီကျမ်းမှာဟောတာမဟုတ်ဘူး98တရားမြန်မာပြည်ထဲမှာတွေကဟောလဲဟောတယ်ပြောလဲပြောတယ်ရေးလဲရေးတယ်မှန်ပါတက်ချင်းပြချင်းမင်းတို့လို့ဟောမှာငါတို့အလို့ဒီနေရာနေရင်ဒီအလို့ကိုလုတ်ကိုလုတ်ကြရမှာပဲမှန်ပါမှန်ပါအဲ့ဒါဥစဉ်တို့ကဘာဖြစ်လဲဆိုယနေ့ကမန္တိုင်ကြီးပျောက်သွားကြတာမှန်ပါဒါကြောင့်ဖျားတဲ့ချင်းကြောင်းဆောက်ချင်းတွေကဗုဒ္ဓရဲ့လမ်းစဉ်မဟုတ်ပါဘူး ဗုဒ္ဓကဒါကြောင့်မလို့ဝက္ကလိမထေကိုတော့သူပြောခဲ့တာငါလိုအပုပ်ကောင်ကိုမထိုင်ပြီးပူဇော်နေုံကြီးမျိုးနေုံနဲ့ဘာမှအဓိပ္ပာယ်မရှိဘူးဓမ္မပတ္တမပတ္တဟောထားတဲ့ဓမ္မတွေကိုသိအောင်ကျင့်ဓမ္မပတ္တမနားလည်အောင်လို့ခုနပြောတဲ့ခုံးစုတ်တရာလို့နားလည်တော့အောင်ကျင့်အဲ့ဒါဆိုရင်ဖះကိုမြင်ပြီးဖះကိုသိပြီးမှန်ပါဖះကိုတကယ်ပူဇော်ရအစစ်ဖြစ်တယ်ဦးဇင်းတို့အဲ့ဒီပူဇော်ရအစစ်နဲ့ပူဇော်ကြရင်ဦးဇင်းတို့နိုင်ငံဓမ္မထုံးကားတဲ့သစ္စာဓမ္မထုံးကားတဲ့နိုင်ငံဖြစ်မှာဖြစ်မှာပဲအဲမယောင်ရစီလူနဲ့ခုနပြောလို့တက်ချင်းဖြတ်ချင်းတွေကိုကာပါလုတ်လို့လို့ ဖျားတယ်ပြចောင်းဆောက်ပြဒါတွေဟာလုံးဝလမ်းစဉ်အမားတွေပါပဲအခုမင်းအောင်နိုင်ရတူတယ်တဲ့ဖျားကြီးငလင်းလောက်တာမပါဘူးဆိုပြီးတော့ရှောက်ကြွားနေတာမြင်မှာပေါ့ဒါတွေအမားတွေကိုဒုကုံယူနေတာဘာလို့လဲဆိုခုနကပြောခဲ့တယ်ဒါမှားတယ်လို့မပြောရဲကြတဲ့ဖုန်းကြီးဘဝနဲ့ကျွန်ခံနေကြတဲ့တီတကူတို့လိုစေကိန်းနာတို့လိုမဘာဒဖုန်းကြီးတွေကြောင့်ဦးဇင်းတို့တိုင်းပြည်ဓမ္မပြတ်နေခြင်းဖြစ်တယ်မှန်ပါဗျာလူတွေကအမားကိုအမှန်ထင်းကုန်ကြခြင်းဖြစ်တယ်မှန်ပါဗျာ ဂျင်းထည့်ထားတာဟုတ်လားဟုတ်တယ်ဂျင်းကိုအမှန်တရားလို့ထင်နေကြတယ်အမှန်လို့ထင်ကုန်ကြတယ်ဒါကတော့ဗဒာရေးချင်းများနဲ့ရိနေသန်အတွေ့ခေါ်များဆိုတဲ့ခေါင်းစဉ်နဲ့ဆင်းတွေးခဲ့တဲ့ဆင်းတွေးချက်အပိုင်း၄ပဲဖြစ်ပါတယ်ဆင်းတွေးချက်ဒီကုန်းပိုင်းကိုဆက်လက်တင်ပြသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်